အားလုံးပဲမင်္ဂလာပါဗျာ။ကောင်းစံတဲ့ထလာမှာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖိုင်ရောဒေါ်အေးတင်ကိုနဲ့စစ်တပ်ပတ်သက်မှုတွေကိုခြားပြလာတဲ့မာတသိအေးရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာမာတသိကအေးတင်ကိုနဲ့စစ်တပ်ဘလို့ပတ်သက်မှုတွေကိုခြားပြထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းကောင်းစံတဲ့ထလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ မင်္ဂလာပါရှင့်ကျမတို့တဲ့အေးပါလက်ရှိမလေးရှားနိုင်ငံမှာနေထိုင်နေပြီးတော့မှတွန်လင်းရေးသမားတယောက်ဖြစ်ပါတယ်တွန်လင်းရေးကိစ္စတွေကိုတက်နိုင်ကြဝမ်းကူတွန်းပေးနေတဲ့လူတယောက်ဖြစ်ပါတယ်ကျမတော်ယုံကိစ္စတွေနဲ့ဆယ်လီတွေနဲ့ပတ်သက်ပြီးတော့ပြောလို့မရှိပါဘူးမြန်မာပြည်တွင်းနေရာဆယ်လီတွေပေါ့နော်ဒီတွန်လင်းရေးကာလမှာဆယ်လီဖြစ်လာတဲ့လူတွေနာမည်ကြီးလာတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပြောလို့ပြောတာမရှိပါဘူးဒါပေမဲ့ဒီနေ့ကတော့ပြောအောင်မှာဖြစ်ပါတယ်မြန်မာပြည်တွင်းနေရာမှာရှိနေတဲ့မက်အေတင်ကိုနဲ့ပတ်သက်ပြီးပြောမှာဖြစ်ပါတယ် လူလဲဆယ်လီကြောက်လို့ပေါ့ထင်တော့အဲ့တော့ဒီအမျိုးသမီးကကျမအရင်တော့ကဒီတော်လိုင်းမတိုင်ခင်ကာလအထိလေးစားခဲ့တယ်လို့ပါလေးစားတယ်သူရဲ့စိတ်တက်ကိုလေးစားတယ်အမျိုးသမီးတယောက်နေနဲ့စွမ်းဆောင်နိုင်တယ်အမျိုးသမီးတယောက်နေနဲ့ဖြတ်ကျော်နိုင်တယ်ကြံကိုကိုကိုတည်ဆောက်နိုင်တယ်ဆိုတော့အရာတွေကိုကြည့်ပြီးတော့မှအာကျွန်တော်တို့မြန်မာအမျိုးသမီးတွေထဲမှာဒီလိုမျိုးသမီးတွေအများကြီးလိုအပ်နေတယ်ဆိုတော့ကျွန်မထောက်လို့လက်ခံနေရှင်စီးပွားရေးမှာပေါ့နော်အဲ့တော့ ဟုတ်ကဲ့ကျွန်မပြောချင်တာကဒီမျိုးသူကြီးကိုကျွန်မအရင်ကလေးစားခဲ့တယ်ဆိုတော့ပြောချင်တာပါဒီနေ့သူတင်လိုက်တဲ့ post မတိုင်ခင်ဒီလေးစားပါတယ်သူရဲ့ပြဿနာတွေလည်းဘောင်းဆောင်တွေ့ရတယ်အာဒီအစိုးရတသားသားရုံးနဲ့ဖြစ်တဲ့ကိစ္စတွေတခြားသူရဲ့လူမှုရေးပြဿနာတွေပေါ့ရှင်နော်အဲ့တော့တန်းသမီးကိုချစ်တဲ့မိခင်တယောက်အနေနဲ့လည်းမြင်ရတယ်မြင်ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအတန်အသင့်ကျွန်မလေးစားတယ်သူ့ကိုပေါ့နော်ဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာက တကယ်မှဘောမှလုံးလုံးရရဘောမှတော့ကိုရင်ဘောမှလိုက်တဲ့ post group ဖြစ်ပါတယ်။ဘာလို့လဲဆိုရင်မြန်မာပြည်သူလူထုကိုစစ်မှုထမ်းရမယ်ဆိုတာတာဝန်တရက်လို့သူကပြောနေတာဖြစ်ပါတယ်။သူရဲ့သားသမီးတွေကိုလည်းစစ်မှုထမ်းမှာပါလို့စစ်မှုထမ်းခိုင်းမှာပါလို့ပြောပါတယ်။အရင်တုန်းကသူကဘာပြောခဲ့တယ်လဲဆိုလို့ရှိရင် သူ့ရဲ့သားဟာတော်လန်ရေးထဲမှာစံနာပြလို့အဖမ်းခံခဲ့ရတယ်လို့ပြောပြီး ကုန်စားခဲ့တဲ့လူတယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဇကားတွေကအရှိဟိုအနောက်အသွားလွတ်အောင်အမြဲတမ်းပြောလို့ရှိပါတယ်။တစ်ဖက်ကလည်းခွာထားတယ်။အဲ့တော့နှစ်ဖက်ခွာထိုင်ထားတဲ့လူတယောက်ဆိုတာသူ့ရဲ့တင်တဲ့ post တွေမှာတဖြည်းဖြည်းနဲ့တိတာလာတယ်ပေါ့ရှင်နော်။သူကနှစ်ဖက်ခွာထိုင်ထားတာပါ။တစ်ဖက်မှာလည်းတော်လိုင်းကြီးထဲမှာသူ့ရဲ့သားပါခဲ့တယ်ဆိုမျိုးမှာဒါကိုသူမကြခဏထုတ်ပြောလို့ရှိပါတယ်။အခုသူပြောလာတာကတော့မြန်မာပြည်တွင်းထဲမှာရှိနေတဲ့ ပြည်သူတွေကိုစွန့်မှုထမ်းသိမ့်နေဆိုတဲ့အကြောင်းကိုသူပြောလာတာပါသူရဲ့သားကိုလည်းစွန့်မှုထမ်းခိုင်းမယ်လို့ပြောပါတယ်မြမပြည်ရင်းထဲမှာပြည်သူတယောက်အနေနဲ့စွန့်မှုထမ်းရမယ်ဆိုတာတောင်းဝင်တရက်ပါလို့သူပြောပါတယ်ကျွန်မပြောချင်တာဒီစကားနဲ့ပတ်သက်ပြီးပြောချင်တာပါကျွန်မတို့မြန်မာလူမျိုးတွေရဲ့ဟိုသွားနေတဲ့စိတ်နေသဘောထားကကျွန်တော်မြန်မာလူမျိုးတွေကလူတယောက်ကိုတနာတတ်တယ် နော်လူကိုယ့်ထက်ဆွမ်းဆောင်နိုင်တဲ့လူဆိုရင်လေးစားအားကြတဲ့စိတ်ရှိနော်ပြီးတော့သူတို့ရဲ့လုံရက်တွေပေါ်မှာကြည့်ပြီးတော့မှကျွန်တော်တို့ပြည်သူလူထုကဒီအပေါ်မှာ follow လိုက်ကြတာပေါ့ရှင်နော်အဲ့တော့သူဟာဟိုထက်မဲ့တဲ့မျိုးလူမျိုးတယောက်ဖြစ်တယ်နော်ထက်မဲ့တဲ့မျိုးလူမျိုးတယောက်ဖြစ်တဲ့အတွက်သူ့ကိုအားပေးကြတဲ့လူတွေထောက်ခံကြတဲ့လူတွေရှိပါတယ်များစွာနော်အဲ့ထဲမှာကျွန်တော်တို့တော့ပါခဲ့တယ်ဒါကကျွန်မအမှန်တိုင်းဝန်ခံတာပါ နော်ဒါပေမဲ့အခုနောက်ပိုင်းမှာ तू ဖြစ်တဲ့ပြဿနာတွေကိုကြည့်လိုက်မယ်ဆိုရင် तू နဲ့ပြဿနာဖြစ်တဲ့လူတွေကအဖမ်းခံရရင်ခံရမယ်မခံရရင်ထွက်ပြေးရမယ်ဒီလိုနေထားမျိုးအဲ့တော့ဒီမျိုးသမီးကငွေနဲ့ငွေတို့ပတ်ပြီးဥပဒေအထက်မှာရှိနေတယ်ဆိုတော့တပြေးပြေးနဲ့မြင်လာရတာဖြစ်ပါတယ်เนาะကျွန်တော်တို့မြင်လာရတာတော့ကြားပါပြီဒါပေမဲ့ဒီနေ့ तू တင်လိုက်တဲ့ post မှာတော့မဲဆွဲခြင်း တစ်မျိုးပါပဲစင်ယုံခြင်းတစ်မျိုးပါပဲသူ့ရဲ့သားကိုလည်းစစ်မှုထမ်းခိုင်းမှာပါလို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့စောင့်ကြည့်တာပေါ့ရှင်သူ့ရဲ့သားကိုတကယ်စစ်မှုထမ်းခိုင်းမှာလားတကယ်တမ်းကျတော့ကျွန်တော်တို့ပြည်သူလူထုဟာစစ်ကောင်စီကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ်နော်ဒီ NLD ကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ်ဘယ်သူမှစဉ်းမထမ်းကြမှာเนาะ အရာက အမှန်တရားပါပဲဘောမတွေညင်းလို့မရတဲ့အချက်ပါဘလောက်ပဲဘောမနေပါတယ်ပြောပြောဘလောက်ပဲစစ်တက်ကြီးကိုချစ်ပါတယ်ပြောပြောတနက်ပေးပြီးတော့ရှေ့တန်းထွက်ရမယ်ကိစ္စကိုတော့ဘသူမှမလုပ်ချင်ပါဘူးဒီမလုပ်ချင်လို့လေပြည်သူလူထုဟာဒီရွေးကောက်ပွဲကိုလုံးဝစိတ်မဝင်စားတာစိတ်မဝင်စားလို့လေအဲ့ဒီအာနာရှင်တတိုက်ဟာ လက်ရှိမှာပြည်သူလူထုအမျိုးမျိုးပြားပေးပြီးလူပညာရှင်တွေကိုခေါ်ယူပြီးတော့တုံးဆွဲနေတာဖြစ်ပါတယ်။လူပညာရှင်တွေကိုခိုင်းတာမလို့ရင်ထောင်ချမယ်ဆိုတဲ့ချိန်ချောင်းမှုနဲ့လုပ်နေတာဖြစ်ပါတယ်။အဲ့တော့ဒေါ်အေးတင်ကိုအနေနဲ့ဒီချိန်မှာပေါ်ပေါ်တင်တင်ဘောမလာဖြစ်ပါတယ်။အဲ့ဒီဘောမမခင်တော့သူ့ရဲ့အကြောင်းလေးကိုပေါ်ထုတ်နေကြတဲ့အစိုးရတသသတို့ဘာလို့ရှိပါလဲ။ သူဟာကြားဖြန့်လုပ်ငန်းတွေမှာ ပတ်သက်နေတဲ့အမျိုးသီးသမီးတယောက်ပါဆိုရင်ခေါ်ထုတ်နေတဲ့လူတွေလည်းရှိပါဒါရီလေးကျွန်တော်တို့သတင်းတွေကြားနေရတာဖြစ်ပါဒီသတင်းတွေတက်လာပြီးနောက်ပိုင်းမှာပေါ်တင်ပေါ်မှလာတယ်ဆိုတော့ကြည့်ကြတဲ့တက်တဲ့ခိုင်လုံနဲ့အမ် post တွေဖြစ်ပါတယ်သူတင်ထားတာကတော့เนาะအဲ့တော့သူ့ရဲ့သားကိုဟိုနိုင်ငံသားတိုင်းဟာ စစ်မှုထမ်းရဖို့တောင်းဝင်ရှိပါတယ်လို့ပြောပြီးတော့မှသူ့ရဲ့သားသမီးတွေကိုလည်းစစ်မှုထမ်းခိုင်းမှာပါဆိုတော့ဒီအမျိုးသမီးနဲ့ဖြစ်လာတဲ့ပြဿနာမှန်သမျှအားလုံးကသူနဲ့ပတ်သက်တဲ့လူကိုလုံးထောင်နေရောက်ပါတယ်နော်ထောင်နေရောက်တော့မကြံခင်တော့ပြဿနာဖြစ်သားပါသေးတယ်သမီးစုနဲ့နော်အဲ့တော့သမီးစုမှန်တာတွေမှန်တာတွေကျွန်မပြောချင်တာမဟုတ်ပါဘူးသူတို့ပြဿနာတွေကိုမှန်နေမှန်နေမမှန်ဘူးဆိုတာကျွန်မဝေဖန်မဆုံးဖြတ်ချင်ပါဘူးဆိုတော့ကျမတို့အိကိစ္စတွေစိတ်ဝင်စားအောင်ကျမတို့ကတော်လိုင်းရင်းသမားတွေဖြစ်တဲ့အတွက်တော်လိုင်းရင်းနဲ့ပတ်သက်ရင်တော့စိတ်ဝင်စားတယ် ဲ့တော့နေရနေရတကပါတယ်လို့ပြောရင်တော့ဒီမှာကပြန်ပြောရမှာကအဲ့ဒီအေဒင်ကိုဆိုတဲ့အမျိုးသမီးနော်ဒီစကားမပြောခင်သူနဲ့ပတ်သက်ပြီးဒီမှာနေရတကဝင်ပါစရာအကြောင်းရှိပါဦးအခုကအနုနီးနဲ့မဲဆွဲနေတာဖြစ်ပါတယ်နော်မဲဆွဲနေတာဖြစ်ပါတယ်အဲ့တော့နိုင်ငံသားနိုင်စစ်မှုထမ်းဖို့တာဝန်ရှိပါတယ်ဆိုတဲ့စကားကိုဘောမတွေလက်ခံလာလက်မခံပါ ကျွန်တော်တို့ကိုအနိုင်လိုချင်တာနဲ့ပြောရင်တော့ပြောမှာပေါ့ရှင်သူတို့ကစိတ်မထမ်းဖို့အစင်သည့်ဖြစ်နေပါတယ်လို့ပြောရင်တော့ပြောမှာပေါ့ဒါပေမဲ့သူတို့အကြောင်းကိုသူတို့ကိုယ်တိုင်သိပါတယ်စိတ်မမထမ်းဘူးရေသူတို့ဘလို့ရှောင်ရှားနေရသလဲဘလို့တွေပတ်စံနေရှာပြီးပြေးနေရသလဲဘလို့တွေအောက်ကျနောက်ကျခံပြီးဒီအာနာရှင်နေနဲ့ပေါင်းနေရသလဲဆိုတာသူတို့ကိုယ်တိုင်သိပါတယ်အဲ့တော့မတ်အေတင်ကို ရှင်ရဲ့သားကိုစစ်မှုထမ်းဖို့ထဲ့မယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံထဲမှာအာဏာရှင်တစုပါစစ်မှုထမ်းစုဆောင်နေတာဖြစ်ပါတယ်စစ်သားစုဆောင်နေတာဖြစ်ပါတယ်ဒီအချိန်ကထဲ့တင်တဲ့အချိန်ဖြစ်ပါတယ်နော်အဲ့တော့ကိုယ်သားကိုအရင်ကိုယ်စကားနဲ့ညီအောင်ထဲ့ပြလိုက်ပါဟုတ်လားဒါပေမဲ့ရှင်ကတော့လုံးဝမောမအစ်စ်ကြီးဆိုတာကိုကျမတို့မြင်တွေ့လိုက်ရတာဖြစ်တယ်ပေါ့ ဲ့တော့ပြည်သူလူထုတွေကလည်းပရာဟိတနဲ့ပတ်သက်လာလို့ရှိရင်မေတ္တာရှင်ကြီးဆိုပြီးတော့မှလူတယောက်ကိုအာနော်ဟိုအထင်ကြီးရတယ်လေးစားကြတယ်အနေထားပေါ့အဲ့တော့ဒီကိုကိုယ်တိုင်လေးစားနေတဲ့အမျိုးသမီးတယောက်ကဘဇက်ကနေပြီးတော့စစ်မှုထမ်းဖို့အတွက်ကိုစီယုံနေတဲ့ကိစ္စမှာအဲ့ဒီဘောမတွေရောမြန်မာပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုအောင်ဘယ်လိုချင်းလဲဒီလိုအမျိုးသမီးတွေမြန်မာနိုင်ငံထဲမှာနာမည်ကြီးပြီးစေလီဖြစ်နေတာတော့အမှန်ပါပဲ။ ဒီလိုလူတွေပါဇက်ကလုပ်ငန်းရှင်တွေပါဇက်ကထွက်တဲ့ဇကားကိုရှင်းလို့ဟိုဘလောက်ထိယုံကြည်တယ်လဲဘလောက်ထိအားကိုးတယ်လဲဒါကကိုယ့်ကိုယ်ကိုပြန်မေးရမယ့်ကိစ္စဖြစ်ပါတယ်ဘလောက်ပဲအာနာရှင်ကိုထောက်ခံပါတယ်ပြောပြောစစ်မှုထမ်းနေတယ်လို့တယောက်မှမရှိပါဘူးเนาะအဲ့ဒါသိကြပါစစ်မှုထမ်းခိုင်းနေတယ် လုပ်ငန်းရှင်တယောက်ရဲ့ပါဇက်ကထွက်တဲ့စစ်မှုထမ်းဖို့လူသားတိုင်းမှာတာဝန်ရှိပါတယ်နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်ဆိုတဲ့စကားကတော့တော်တော်လေးကိုကိုကျင်းစာတရားမဲ့တဲ့စကားဖြစ်ပါတယ်အဲ့တော့ဘလို့ထင်ကြတယ်လဲမတော်မြန်မာနိုင်ငံထဲမှာစေတနာရှင်ကြီးတွေကိုအထင်ကြီးလေးစားတဲ့စိတ်ရှိတယ်ဘောမတွေကတော့ပုံပြီးလေးစားထင်ကြီးမှာပေါ့ဒါပေမဲ့တကယ်တမ်းအားပေးလာခဲ့ကြတဲ့ မတ်အေတင်ကိုတယောက်ဒီစကားပြောလိုက်တဲ့အပေါ်မှာတကယ်ပဲပြည်သူလူထုဟာလက်ခံပြီးတော့ကိုယ့်ရဲ့သားသမီးတွေကိုစစ်မှုထမ်းတဲ့တင့်မာလာဆိုတာတော့